င်္ဂလာပါဗင်နီဇလာကိုရဲ့ဖန်ရက်ဖန်ရဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ထိုင်းနဲ့ကမ္ဘောဒီးယားအငြိပွားတဲ့နေရာကနှစ်ဖက်စစ်တားတွေကြက်ရောက်တင်တဲ့တဲ့င်ဂါဇာကိုလူသားချင်းစာနာမှုအကူအညီပေးဖို့ရောက်ရှိလာတဲ့ဆွီဒင်လူငယ်ရာသီဥတုအရေးတက်ကြွလှရှာသူဂရီတန်တံပက်အပါဝင်တက်ကြွလှရှာသူတွေရဲ့တေဘောကိုအစရိကဂါသတင်းကိုကြားကြရမှာပါ ထိုင်းနိုင်ငံဘော်ရီယန်နဲ့ဆက်အငီးပွားတဲ့နေရာကတိမ်မာမှုတွေကိုရှော့ချာကိုစစ်သားတွေဆုတ်ခွာဖို့တဘောတူခဲ့တယ်လို့ယခင်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာယခုကမ္ဘောဒီးယားအထက်လူတော်အုပ်ထားခွန်ဆန်ကမနီကတနေကနေနီကခမတိုင်တနေထနာကိုပြောရလို့ဖော်ပြထားပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့မနီကတဲ့ကအငင်းပွားနေတဲ့နယ်စပ်ဒေတာမှာတိမ်မာမှုတွေဖြစ်ပြီးတော့နှစ်ဖက်စစ်သားတွေနယ်စပ်ကိုစောက်ကျဉ်နေပြီးနယ်စပ်ကတွေကိုအခြေအကက်တန်းနဲ့ခွစ်ပေးရကနေ ခုတော့နှစ်ဖက်စစ်သားတွေပြန်လည်ဆုတ်ခွာခဲ့တာပါ။ခန်းနိုင်ငံရဲ့အမနီတမကလက်ထောက်ပူချုပ်ကြီးနက်စရီကတော့ခန်းနိုင်ငံဟာအနာဂတ်မှာအဲ့ဒီနယ်စပ်ပြဿနာကိုဖြေရှင်းဖို့ပြင်ဆင်နေပြီးတော့ဒီကိစ္စဟာလွယ်လွယ်နဲ့ဖြေရှင်းနိုင်မယ့်ပြဿနာမဟုတ်ဘူးလို့သူရဲ့ Facebook လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒီသတင်းကိုဘာကပို့တဲ့ဌာနကိုကိုကဖော်ပြထားတာပါအစရိုင်းနိုင်ငံဟာဂါဇာကိုလူသားချင်းစာနာမှုအကူအညီပေးဖို့ရရှိလာတဲ့ စင်ဒီလူငယ်ရာသီဥတုအရေးတက်ချွန်လို့ရှာသူခရစ်တန်တန်ပက်အပါဝင်တက်ချွန်လို့ရှာသူရဲ့တေဘောကိုစီနင်းခဲ့ပါတယ်။အဲ့ဒီတေဘောမှာခရစ်တန်တန်ပက်နဲ့အခြားနိုင်ငံတွေကလူခွေရေလို့ရှာသူတွေပါဝင်နေပြီးတော့ဂါဇာအရေးကိုလူတွေပို့ပြီးအာယုစမ်းနိုင်ခွင့်နဲ့ဂါဇာကိုလူသားချင်းစာနာမှုအကူအညီတွေပေးဖို့ရရှိလာပေမယ့်အစရေစစ်တပ်ကအဲ့ဒီတေဘောကိုအစရေကန်ချီကိုဥတီမောင်းနေစေခဲ့ပြီးတေဘောပေါ်ကလူတွေကို သူတို့နိုင်ငံတွေကိုပြပို့ဖို့လုပ်နေတယ်လို့သိရပါတယ်။ SRE ဆိုရဟာအဲ့ဒီဒေဘောပေါ်ကလူတွေကိုဗမ်းမဲ့အဖွဲ့ကိုထောက်ခံသူများဖြစ်တယ်လို့စွပ်စွဲထားပါတယ်။ဒီသတင်းကိုလည်းဘကောက်ပို့တင်ဌာနကိုကိုကဖော်ပြထားတာပါ။အမေရိကသမ္မတဒေါ်နယ်ထရပ်ကတရားမဝေနေထိုင်သူတွေကိုဖမ်းဆီးတာတွေကိုစတင်တဲ့အနေနဲ့လော့အိတ်ဂျက်လိုက်မျိုးမှာစာသားပြမှုတွေဖြစ်နေပါတယ်။စာသားပြမှုတတရားနေ့ဖြစ်တဲ့မနေ့ကတနင်္ဂနွေနေ့မှာ ထွက်အစိုးရကလုံချုပ်ရေးအကြောင်းပြပြီးဤစတာတပ်နှစ်ထောင်ဦးကိုသက်ချဖို့အမိန့်ထောက်ရက်ပေါ်ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂေဘင်နူဆန်ကလော်အီဂျက်လက်ခရိုင်မှာပြည်စောက်တပ်ကိုသက်ချဖို့ထွက်ထုတ်ပြန်ထားတဲ့မိတ်ကိုရောက်တိုက်ဖို့တောင်းဆိုခဲ့ပြီးတော့အဲ့ဒီအမိတ်ကတရားမဝင်ဘူးလို့ပြောခဲ့ပါတယ်။ MSNBC သတင်းဌာနရဲ့မင်းများချင်းမှာ လူစားကအဲ့ဒီလိုတတ်ချက်မှုပေါ့အရေးယူဖို့တရားစွဲမှာဖြစ်တဲ့အကြောင်းပြောခဲ့ပြီးတော့စရပြပွဲတွေဖြစ်ပွားစေခဲ့တဲ့အခြေအနေကိုထရက်ကမကတိုင်ဖန်တီးနေတယ်လို့လည်းစွပ်စွဲပြတင်ခဲ့ပါတယ်။လော်အိတ်ကြလိုက်ရဲတပ်ဖွဲ့ကတနင်္ဂနွေနေ့ကလူစဲဦးဖမ်းဆီးပြီးတော့ကျေတဲ့စနေနေ့ညကလည်းလူ29ဦးကိုဖမ်းဆီးရတယ်လို့တတိယစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ဒီသတင်းကိုရိုက်တာတတိယဌာနကကိုကာတင်ဆက်ထားတာပါ။ ပါကိုရီးယားသမ္မတသီလီဂျင်မြောင်နဲ့ဂျပန်ဝန်ကြီးချုပ်ရှီကာရိုအီရှိဘာတို့ကနိုင်ငံဆက်ဆံရေးကိုတုံ့ပြန်ဖို့ဆောင်ရွက်တော့ကိုတယ်လီဖုန်းကနေသတင်းဆွေးနွေးခဲ့ကြတယ်လို့ပါကိုရီးယားသမ္မတရုံနဲ့ဂျပန်နိုင်ငံရေးဝန်ကြီးဌာနကဒီကနေ့တနင်္လာနေ့မှာအတည်တည်ထောက်ပြန်ခဲ့ကြပါတယ်။မြောက်ကိုရီးယားပြည်ထနာဘောပူပါတော့ပြန်ဖို့နိုင်ငံကောက်ဆောင်တွေသဘောထားထောက်ပြန်မှုအပြီးမှာခုလိုဖုတ်ခေါ်ဆိုမှုတွေလောက်ခဲ့တာပါ။ပြီးခဲ့တဲ့တစ်ပတ်ကရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့လက်ဝဲရဲ့ ဒီမိုကရက်တစ်ပါတီတမရလီချင်းမြောက်ကသူရဲ့တန်ရင်တမန်ရေးမှာလက်တွေ့အကျိုးကိုကြည့်ပြီးဆောက်ကိုရီးယားဂျပန်အမေရိကန်သုံးနိုင်ငံလှုပ်ချုပ်ရေးပူပေါင်းမှုကိုဆက်ပြီးလှောက်ဆောင်သွားမယ်ဆိုတဲ့အကြောင်းတမရရုံပြောရေးဆိုဖွေးရှိသူကပြောပါတယ်ဒီသတင်းကိုလည်း writer သတင်းထနာကိုကိုကာပြီးတင်ဆက်ခဲ့တာပါဒီနေ့ဇော်လာရှိရဲ့ Federal ဖန်ရဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်ဇော်လာပွဲပါခင်ဗျာ